တစ်ခါတော့တောက်ကြာသာသမီတွေလဲရောက်လာတယ်။တောက်ကြာသာသမီမိတ်ဆွေတွေနာအောင်နဆက်ငါးခုနှစ်မှာအရာရာကိုတော့လူစွာကြီးဖြစ်ခဲ့မှာလူဝါကြီးဖြစ်ခဲ့မှာအသေးချာပဲဖြစ်တယ်။ဘာလို့လဲဆိုတော့ကိုကိုကိုစိတ်ချော့ခဲ့ရတဲ့နှစ်လည်းဖြစ်လိမ့်မယ်။ဘာကိုမစိုးငါတိအပြောင်းလဲတွေလည်းအများကြီးဖြစ်ခဲ့မဲ့နှစ်ဖြစ်တယ်။တောက်ကြသားသမီးတွေအားလုံးကတော့ကန်ဆာတာကတော့အရင်ကြီးညံ့တဲ့အထဲမှာတော့မပါခဲ့တာတော့အတိအကျပဲဖြစ်တယ်။သို့တော့ မိတ်ဆွေတို့အနေနဲ့တောက်ကြတာသမီးတွေအနေနဲ့ဒီနှစ်ကဘာလို့မဆိုကိုကိုကိုလက်ရှိအနေထားမနစ်ကနဲ့ပြန်ကြည့်လိုက်လို့ရှိရင်ကိုကိုကိုပြန်သုံးသက်ကြည့်ကြည့်ပါငါဘာတွေများပြောင်းလဲခဲ့သလဲမိတ်ဆွေ2025ခုနှစ်မှာကန်ဆာတာတိုးတက်ခဲ့သလားညံ့ခဲ့သလားကိုရဲ့ကံဟာရှိနေတာဘလို့ရှိလဲဆိုတာဆရာကိုမှတ်မိပါအောင်ဒါအပြင်ဆရာငယ်တောက်ကြတာမိတ်ဆွေတွေဆရာဟောစတဲ့အောင်ကြည်ရအောင်တိုက်ဆိုင်မှုရှိရလားလိုအပ်ချက်တွေများရှိရင်လဲဆရာကိုမှတ်မိကြပါအောင်ပြောလိုပါတယ်ဒါအပြင် 6ခုနှစ်အတွက်တနစ်စာဟောစရံတွေကိုဆရာငယ်နားမှမှားလို့ရပါပြီအဲဆရာ1368အတွက်တော့မနစ်ကလည်းမပေးခဲ့ဘူးဆရာဒီလာမဲ့1368ပြီးတော့1368ခုနှစ်အတွက်တော့ဆရာက မကြီးတော့ဘူးအာတယောက်ချင်းစီကိုဆရာဟောစတာပန်ပြီးတော့ပဲနေသားတစ်ပုတ်ချင်းစီအတွက်နဲ့ကြံအတွက်ဟောစတာနေလေရရမှာဆိုဆရာဒီနေ့တော့26အတွက်တနစ်စာဟောစတာကိုပဲဆရာအားလုံးပြီးတော့မှဖြစ်တဲ့အကြောင်းနဲ့မိတ်ဆွေတို့နေနဲ့ဆရာရှိမှာအားလုံးတော့ဆရာရေးနိုင်တဲ့လောက်တော့ရေးပြမယ်အခြားနေသားတွေရောဆိုတော့အခြားလူတွေရောဆိုတော့ဟောစတာမိတ်ဆွေတို့နေနဲ့စင်းရင်တော့ကြိုတင်ပြထားပါဟောစတာကတော့ပုံမှန်အတိုင်းပါပဲမနစ်ကအတိုင်းပါပဲ9000ကျပ်ပါဒါအပြင်ဆရာလက်ဆွဲအိတ်တွေရောလာလိုက်ဟောစတာတွေရောအယောင်နေနေသားတွေအပြင်ရေတရလက်ဆောင်တွေလည်းထည့်ပေးမယ်တချို့ကလည်းဆရာငယ်လက်ဆွဲအိတ်နဲ့တန်နေပါကြီးဆရာဟောစတာကတော့ဈေးမတက်ပါဘူးခင်ဗျ9000 တောင်းကြက်ပါပဲလို့ဆရာကပြောရင်းနဲ့2020 9ခုနှစ်အတွက်တောက်ကြတာသမီးတွေကန်ရှင်နေဘယ်လိုရှိမလဲ2026မှာဘာတွေပြုပြင်တင်လဲဆိုတာပြောလိုက်ရအောင်2025ခုနှစ်မှာတော့အပြောင်းလဲနဲ့2025ဆိုတဲ့အတိုင်းပဲပေါင်းညနံပါတ်9 9ဆိုတော့ဟာမစ်ဟာမစ်ဆိုတော့ကန်စတာညံ့မှုတွေငကုကညံ့တဲ့မိတ်ဆွေတွေဒီကာလမှာဘယ်လိုလဲအရှင်နေတခုခုကိုနေရာတခုခုကိုရောက်ရှိနေပြီမလားဆရာပြောပါတယ်အရှင်နေဟာပြီးဆုံးသွားတဲ့အခါကန်ရဲ့အထောက်ကန်ပတ်နေဟာ တချိန်လုံးညံ့နေတာမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ကန်စာတာညံ့မှုတွေဟာကန်ရအစိုးပြီးရင်အကောင်းကြီးရောက်ရှိလာတတ်တယ်ဆိုတာကိုဆရာအများကြီးပြောပါတယ်မိတ်ဆွေမနစ်ကဆရာကိုညင်းညူပြီးဆရာရဲ့ comment အောက်ထဲမှာဘယ်တော်ရောက်ကုန်မလဲမသိဘူးအစင်မပြေမှုတွေညုံးကန်လိုက်ရတာဆိုတဲ့မိတ်ဆွေများအခုဘလို့လဲအပြောင်းလဲနဲ့ညုံးကန်မှုနဲ့နေရာတစ်လုပ်ငန်းတစ်နဲ့သို့မဟုတ်နေရာတစ်ခုလုပ်ငန်းတစ်ခုမှာအသားကျနေရတော့ကျင်းသေးပါလိမ့်မယ်သို့တော့တောက်ကြသားသမီးမိတ်ဆွေများ2025ခုနှစ်တည်းမှာ ငွေကြီးကိစ္စလေးတွေကိုပြီးပြအောင်ဆောင်ရွက်ပါတာယသမီးရေးကိစ္စလေးတွေနဲ့ပတ်သက်ပြီးတော့တော့စိတ်ချော့ခဲ့ရလိမ့်မယ်အဲတာသမီးကိစ္စမိသားစုကိစ္စအိမ်နွေးကိစ္စလူယုံကိစ္စလေးတွေမှာလည်းအပြောင်းလဲလေးတွေဖြစ်ခဲ့လိမ့်မယ်ဟာငွေရှိမှအမျိုးတော်ကျင်တာဆိုတဲ့အတိုင်းဆွေမျိုးသားချင်းတွေရအဖက်ကိုလည်းများစွာခံခဲ့ရမယ်နှစ်ဖြစ်ကြောင်းနဲ့မိတ်ဆွေတို့အနေနဲ့ကိုကိုကိုမန်ချော့ပြီးတော့ရှင်သေးကြီးနဲ့နဲ့အိုးသွားတာလားဆိုတဲ့နှစ်ကိုကိုကို စိတ်ချော့ပြီးတော့အော်ထားလိုက်ပါလေ တော်လောက်ပါပြီလေးဆိုတဲ့နှစ်မျိုးဖြစ်ခဲ့တာတော့တေချာပဲဖြစ်တယ်ထားလိုက်တော့ပြီးခဲ့တာတွေကို2025ခုနှစ်မှာတောက်ကြသားသမီးမိတ်ဆွေများအဲအပြောင်းလဲနဲ့ရှေ့တို့ဆောင်ရလှုပ်ဆောင်မှာလာမယ့်ကာလတော်တွင်မှာဆိုရင်မိတ်ဆွေတို့အနေနဲ့2026ရဲ့ကံကောင်းမှုတွေဟာမိတ်ဆွေတောက်ကြသားသမီးတွေ2026မှာလည်းတောက်ကြသားသမီးတွေကံဟာကောင်းတဲ့ပတ်မှာရှိနေဘာလဲဦးမဲ့ခမညာဒါကြောင့်မိတ်ဆွေတို့အနေနဲ့2025မှာမကောင်းသေးဘူးဆိုတဲ့မိတ်ဆွေများဘာကိုကြန့်ကြာနေတာလဲ လုပ်ငန်းသစ်အလုပ်သစ်တွေကိုစတင်ပြီးတော့ဟိုနားလုတာနားလုဆိုတာမျိုးစဉ်းစားနေတာမျိုးတဲ့အလုပ်ဟောင်းလုပ်ငန်းဟောင်းကြီးကိုပဲအဆင်ပြေအောင်ကြိုးစားပါအလုပ်သစ်ပြောင်းဖို့စဉ်းစားမနေနဲ့လက်ရှိမှာအဆင်မပြေလို့ဒါလေးအဆင်မပြေလို့ဟိုဟာလေးလောက်ရမလားစဉ်းစားနေရထက်စားလို့ရှိရင်လုပ်နေကြအလုပ်ကိုပဲပြန်လဲအသက်သွင်းကြည့်ပါရက်တက်နေတဲ့အလုပ်တွေပြပြတ် ဆက်နွယ်နေတဲ့လုပ်ငန်းတွေကိုတခါတည်းတခါတုံးမလုပ်ပါနဲ့ပြီးပြည့်အောင်မလုပ်ပါနဲ့အဲလုပ်ငန်းဟောင်းအလုပ်ဟောင်းကိုပြန်လည်အသက်သွင်းကြည့်ပါရက်တက်နေတဲ့အလုပ်တွေငကောကကြန့်ကြာနေတဲ့အလုပ်တွေကိုချီတိုးဆောင်ရလှုပ်ဆောင်ကြည့်ပါမိတ်ဆွေတောက်ကြတာသမီးတွေကကံရက်ထူးထူးခြားခြားနဲ့အဆင်ပြေမှုတွေများစွာရရှိပါလိမ့်မယ်ငကောကအိမ်တော်ရေးကိစ္စလူမှုရေးကိစ္စစီးပွားရေးကိစ္စငွေကြေးကိစ္စအရှေ့ရေးကိစ္စတွေနဲ့ပတ်သက်လို့ရှိရင်အဆင်မပြေတဲ့မိတ်ဆွေများအဆင်ပြေအောင်ပြန်ပြီးတော့အကျိုးပေးအောင်စွမ်းဆောင်ကြည့်ပါဒါအပြင်အရှေ့ရေးနဲ့ပတ်သက်ရင်လည်းဒီနေ့ဟာလူငယ်တွေဆိုရင်အိမ်တော်လာမယ့်2026ဟာအိမ်တော်ကြတဲ့နှစ် အိမ်အောင်လဲကြာတော့မယ်နှစ်ဖြစ်ပြီးတော့အိမ်အောင်ကြီးနဲ့ပတ်သက်ရင်ဘာကမှတုံဆိုင်တွေ့ဖို့မနေဘဲနဲ့အိမ်အောင်ပြီပါစစ်ဆက်ရှင်အိမ်အောင်ပြူချင်းအပြောင်းလဲတွေလှုပ်ကြည့်လိုက်ပါထူးထူးခြားခြားလေးကံကောင်းလာမှာပါယာပြီးသားသူတွေပြောမှမဟုတ်နော်ဆရာငယ်လိုမစွန်တဲ့သူတွေကိုပြောတာဆိုတော့ကောင်းပြီဒါပြင်မိတ်ဆွေတို့တွေနဲ့ဖူးစာဘတ်အရှိတဲရှစ်သူတွေပေါ်လာမယ်နှစ်ဖြစ်ကြောင်းနဲ့တောက်ကြသားသမီးတွေဒီနေ့ဟာမစွန်ရင်အောင်ဂျက်တက်ပြီးစွန်မယ်နှစ်ဖြစ်ကြောင်းနဲ့အဲမိတ်ဆွေတို့တွေနဲ့မင်္ဂလာသတင်းတွေကြားရမယ့်ကာလဖြစ်ပြီးတော့ရီစားတဲ့အရှိတဲဖူးစာတဲ့တွေရရှိမယ့်ကာလဖြစ်ပါတယ်ဒါအပြင် လုပ်ငန်းဟောင်း အလုပ်ဟောင်းကြီးကိုပဲတိုးတက်အောင်စူးစမ်းကြည့်ပါလုပ်ငန်းတစ်ကိုနောက်မှစဉ်းစားပါလုပ်ငန်းဟောင်းလို့လေပတ်ခါမှာတိုးချက်လှုပ်ဆောင်တာမျိုးရှိတိုးဆောင်ရလှုပ်ဆောင်မှာပညာရင်းနဲ့ပတ်သက်ရင်လည်းတောက်ကြသားသမီးတွေလာမယ့်2026မှာကံရဲ့အားနည်းမှုလေးနည်းနည်းလေးရှိတယ်အဲ့တော့ပညာရင်းနဲ့ပတ်သက်ရင်လက်ရှိကာလမှာကနေက2026တကူးမကြော်ခင်2026တကူးမကြော်ခင်ကနေကရှိတိုးဆောင်ရတာဆရာတို့ဒီဇင်ဘာဇန်နဝါရီ ဖေဖော်ဝါရီမတ်လအတော်တွင်မထီပါဒီလေးလအတော်တွင်မှာပြီးပြအောင်ဆောင်ရွက်ပြီးတော့ပြင်ရိုင်းနဲ့ပတ်တန်တင်နန်းတစ်ခုခုအလုပ်တစ်ခုခုဆုံးဖြတ်ချက်တစ်ခုခုဟိုခြေတို့ဆောင်ရွက်လှုပ်ဆောင်ထားပါတင်ယူစရာရှိတာကိုတင်ယူထားပါတင်ယူပြီးတော့ခြေတို့ဆောင်ရွက်လှုပ်ဆောင်ရင်အသာကောင်းမွန်တိုးတက်ပြီးတော့ကံကောင်းစီမဲ့နှစ်ဖြစ်ကြောင်းထပ်လောင်းပြောကြလာပြီး sorry အဲ့ကောင်ကောင်းဘူးလာပြတော့နည်းနည်း အာပြင်ရရင်နဲ့ပတ်သက်ရင်လည်းအဲ့ဒီရတကူးမကြော်မီကာလာတော်တွေမှာပြီးပြတ်အောင် ပြီးဆုံးအောင်စမ်းဆောင်ဆောင်ရွက်ထားတာပုံမအားသာကောင်းမွန်တိုးတက်ပြီးတော့ကံကောင်းစီမဲ့နှစ်ဖြစ်တယ်လို့တော့ဆရာကထထအောင်ပြောကြလိုက်ခြင်းတယ်ဒါအပြင်မိတ်ဆွေတို့အာမိတ်ဆွေတောက်ကြတာသမီးတွေအနေနဲ့ဒီရ2020 ငါခုနှစ်ထဲမှာဆိုလို့ရှိရင်တော့ခြေတို့ဆောင်ရလှောက်ဆောင်မှာဘာကိုဖြစ်ဖြစ်လုပ်ငန်းဟောင်းအလုပ်ဟောင်းတွေကိုအာတရွာမှာကောင်းသူကောင်းသူကောင်းမဖြစ်ဆိုတဲ့အတိုင်းဟိုနားပြောင်းလုပ်လိုက်ဒီနားပြောင်းလုပ်လိုက်လုပ်နေတာတည်းဆာလို့ရှိရင်တခုခုကိုစောက်ရှပြီးတော့လှောက်ဆောင်တဲ့နှစ်ဖြစ်ကြောင်းနဲ့အဲအစိုးရဝန်ထမ်းလုပ်မလားလက္ခဏာဝန်ထမ်း လုပ်လားအရှိကံကိုကိုတိုင်းပဲကုမ္ပဏီလုပ်ငန်းကိုထောင်မလားသူမဟုတ်လို့ရှိရင်လည်းနိုင်ငံခြားသွားမလားပတ်စပို့ဗီဇာလုပ်ငန်းရဝေးခီးသွားလုပ်ငန်းတွေနဲ့ပတ်သက်ရင်အာတကူးမကြော်ခင်အထီကိုလုပ်ပါတကူးကြော်လောက်အချိန်တိုင်းတာတစ်ခုမှာတကူးကြော်လောက်ထိသုံးသက်လိုက်ပါဆုံးပြတ်လိုက်ပါတကူးကြော်ရင်တော့မိတ်ဆွေတို့နေနဲ့အဲကံကနည်းနည်းလေးမင်းမိန်တဲ့ဘက်ကိုရောက်လာပြီးတော့အော်တိုဘာလောက်ရောက်မှပြန်ပြီးတော့ကံကတိုးတက်လာမယ်အထောက်အကူဖြစ်လာမယ်ကံစားတာတွေပြန်လဲပွင့်လန်းမှမှဖြစ်တဲ့အတွက်မိတ်ဆွေတို့နေနဲ့လက်ရှိကာလတိုင်းတာမှာဆိုလို့ရှိရင်တော့ဒါလေးတွေကိုတကူးစင်တေရှာစဉ်းစားဆုံးပြတ်ဆောင်ရွက်ဖို့လိုအပ်ပါတယ်အိမ်တွင်း ေးကိစ္စမိသားစုရေးကိစ္စအဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်သောကိစ္စအစုဝေးတိုင်းနာနဲ့ပတ်သက်သောကိစ္စလေးတွေမှာလည်းရှစ်တို့ဆောင်ရလှုပ်ဆောင်ရင်တော့အားသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းနိုင်သလိုမိသားစုတွေအိမ်တွင်းမှာတုံးနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲနေတာမျိုးသွေးခွဲနေတာမျိုးလေးတွေကိုကိုယ်တိုင်ဥစည်းဥဆောင်ပြီးတော့ရှစ်တို့ဆောင်ရပြီးတော့လှုပ်ဆောင်လိုက်ပါကံရဲ့အထောက်အကူကိုရရှိလာမယ်ကံရဲ့အထောက်ပံ့ကိုရရှိလာမယ်နှစ်ဖြစ်တာတော့အတိအကျပဲဖြစ်ကြောင်းနဲ့တောက်ကြသားသမီးမိတ်ဆွေတို့အနေနဲ့2026မှာ ကန်စားတာတိုးတက်ကောင်းမွန်စေရန်အတွက်ပြုလုပ်ရမယ်ရေဒီယာအနေနဲ့ဆိုရင်တော့မိတ်ဆွေတို့2026မှာကန်စားတာကောင်းနေရရှိစေဖို့အတွက်ဆိုလို့ရှိရင်တော့ရေမြောင်းတို့လန်တရာတို့မှာဖာထေးပြုပြင်တဲ့ကုသိုလ်လေးတွေလုပ်ပါတို့မဟုတ်လို့ရှိရင်နနကူကရေစီအားနဲ့နေတော့မြောင်းပေါက်တွေလန်တရာတွေကိုဖာထေးပြုပြင်ပြီးတော့ကုသိုလ်ကံလေးတွေအထောက်ကူကန်စားတာတတ်အောင်တို့မဟုတ်ရင်အထောက်ကူဖြစ်အောင်လှုပ်ဆိုင်ပါမိတ်ဆွေတို့အနေနဲ့2026ခုနှစ်မှာကန်စားတာတွေတိုးတက်ပြီးကံကောင်းလာမှာတည်ကြပါတယ်ဆိုတဲ့အကြောင်းနဲ့မိတ်ဆွေတို့အနေနဲ့ ကန်စတာရပြုလုပ်ခြင်းတပါဆိုလို့ရှိရင်ငါလွတ်တာမျိုးငါလွတ်တဲ့ကုသိုလ်လေးတွေလုပ်ရင်2026မှာကန်စတာကောင်းမွန်တိုးတက်လာပြီးတော့အတိတ်ရန်ပြုလုပ်လို့တပါဆိုရင်တော့အနုတ္တသောပုရိတဓမ္မတာရထိဆိုတော့ဂုံတော်ပတိကိုမြတ်မြတ်စိတ်ချအဖြစ်မိတ်ဆွေတောက်ကြသားသမီးတွေ2026မှာကန်စတာကောင်းလာမှာအသေးချာပဲဖြစ်ကြအောင်ပြောရင်းနဲ့အခုတခါတော့နောက်ဆုံးပိတ်အိတ်နဲ့လေစနေသားသမီးတွေလည်းကိုရောက်ရှိပါပြီစနေတွေအတွက်ဆက်လိုက်ကြအောင်ခင်ဗျစနေသားသမီးတွေပါရှိအောင်မှန်ပြပါအောင်